တခါကရွာလေးတရွာရဲ့အိမ်ဝင်လေးထဲမှာ အဖိုးကိုလင်မယားနေအောင်စကားများနေကြပါတယ်။ဒီအိမ်မှာကျမဘလောက်ကြကြနေရအောင်ပါလေ။အခုကျမဆက်ပြီးတော့တီးမခံနိုင်တော့ဘူး။လက်ထပ်ပြီးတဲ့အချိန်ကစပြီးတော့ဒီမြေဆိုင်အိမ်မှာပဲနေနေရတာ။ကျမရဲ့ခြေရီလက်တွေအတ္တမာတော်တက်လာပြီ။ဟာဘာဒီလာပွားနေပြန်ပြီလေ။မင်းမသာအဆင်ပြေအောင်နေလိုက်ပါကွာ။အားလုံးအဆင်ပြေသွားမှာပါ။အခုရောဘယ်နာကဘာဖြစ်နေလို့လဲ။ ကျမဒီအိမ်ကိုမင်္ဂလာဆောင်ပြီးစားတွေကရောက်လာခဲ့တာဒီနေ့ထိငိုတိုင်းရှိနေတော့မယ်ဘာမှပြောင်းလဲတာမရှိဘူးရှင်ရှာတဲ့ငွေက ရှင့်ကိုရှင်တော်မှာတနေ့ဓမင်းသုံးနဲ့စားရဖို့တောင်မှမလောက်ငါဘူးလေခဏလေးတိတ်တိတ်နေပေးပါကွာခဏလေးပဲငင်းငင်းလေးအေးအေးဆေးဆေးနေငါမင်းချရာကိုကင်ပြီးတော့တောင်းဆိုပါလေကွာကျေးဇူးပြုပြီးတော့ငါ့အပေါ်ညှတာပေးပါ တနေ့ကုန်တနေ့ကန်ငါအလုပ်စူးစမ်းထားတာဒီလိုတွေနားထောင်မှုမဟုတ်ဘူး ငါ့ကိုခဏတော့ပြေးနာပါအောင်ကွာအေးစေးနေပါရစေရှင်အဘအိုးအေးစေးနေအောင်ပါလေရှင်ရောကျမရောအေးအေးစေးစေးနေလို့ရလို့လားတနေ့ကုန်ကျမကအိမ်အလုပ်တွေကြီးလုပ်ရတယ်ဘသူမှလာပြီးတော့ကုညီကြတာလည်းမဟုတ်ဘူးလေအေးပါကွာငါနားလေပါလေဒါယူမဲ့ငါလေဘာလို့လူရှာမှာလေငါခွန်အားရှိတဲ့လောက်တော့စူးစမ်းပြီးငွေရှာပေးနေတာပဲလေအခုချိန်ကငွေမရှာပေးဘူးဆိုရင်မင်းဘာလုပ်မလဲပြော ဘာရှင်ကစူးစမ်းရတယ်လားဒီလောက်နှစ်တွေကြာခဲ့ပြီးတော့ဘာမှအကျိုးထူးမလာဘူးလေရှင်စူးစမ်းအားထုတ်တာကကျမအတွက်ဘာတန်ဖိုးမှမရှိဘူးဟာကွာငါ့ကိုအိမ်မှာအေးစေးပေးမနေဘူးလားငါတောင်းပန်ပါတယ်အရန်နေအောင်ငါ့မနေပါနဲ့ဟောမင်းအဲ့ဒီလောက်စိတ်တူနေရင်မင်းခန္ဓာကိုယ်ရောစိတ်ပါထိခိုက်လာလိမ့်မယ်ရှင်ခန္ဓာကိုယ်ရဲ့အမပဲတနေ့တနေ့အလုံးလုံးပြီးရင်ဖျားနာပြီးတော့အိပ်ရတဲ့လဲပြရသေးတယ် ဒါကြောင့်ဒီလိုအိမ်ဆုပ်ဘွားနဲ့နေနေရတာရှင်သိရဲ့လားဟုတ်တယ်ဟေးဟုတ်တယ်ငါကြောင့်မေးငါသွားတော့မေးနားလေပြီလားငါ့ကိုအေးအေးဆေးဆေးပေးမနေဘူးဆိုတာသိကြပြီပဲငါဒီမှာမနေဘူးငါခုချက်ချင်းထွက်မေးတပတ်မှာတော့ဒီပါလို့ခေါ်တဲ့ကောင်းလေးဟာဟာငါလက်စုပ်ကောက်ရတာပဲအခုပတ်ဆိုင်ကောင်းကောင်းရတော့မှာပဲဂျက်လေတို့ဆိုင်သွားပြီးတော့ရောင်းစားရမေးဟေးဒီပါပါလား လာလာဝင်ခဲ့၏ဒီနေ့ဘလို့လောက်ပြီးတော့ရောက်လာတာလေခြေဦးတဲရလမ်းကြုံလို့လှဲ့လာတာလားမဟုတ်ဘူးဗျကျုပ်ပြောစရာရှိလို့ခမည်းစီလာခဲ့တာအော်ဒီလိုလားကွာ ပြောလီဘာကူညီရမလဲဒီလက်စုပ်ကိုကြည့်ပေးလို့ရမလားဒီမှာပါရွှေအစစ်လားဆိုတာကြည့်ပေးပါအောင်ဗျဟာဒါရွှေအစစ်ကွာအယောဆက်နေနေပါပြီမဲ့အဆင်ပြေတယ်လို့ပြောလို့ရတယ်ဘာပြက်တနာမှမရှိဘူး ။ဒါပြင်ဒီလက်စကိုရောင်းရင်ဘယ်လောက်ရမလဲ။အော်ခမရရောင်းချင်နေဆိုရင်တော့ကျုပ်ဒီလက်စကိုရူဘီ9000ပတ်ချလေးစီပေးထားလို့ရတယ်။ဗျာတကယ်လားရူဘီ9000တော့ရမလား။ဟုတ်တယ်ဘလို့လဲမရောင်းမလား။ဒါပေါ့ရောင်းမှာပေါ့ဗျာခမရယူထားလိုက်ပေးနိုင်နေသေးတာပေးတော့ဗျာ။ဟုတ်ပြီဒါဆိုရော့ဒီမှာပဲစမ်းဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဒါဆိုငါသွားတော့မယ်နော်။ကောင်းပါပြီဗျာ။နောက်ထပ်လေဒီကိုလာခဲ့ပါဦးဒီပါရေး။ငါဒီလက်စွပ်ကိုမြေကြီးပေါ်ကကောက်ရတာဘယ်သူမှမသိသေးဘူး။တယောက်ယောက်တိသွားရင်တော့ပြဿနာကြီးတက်တော့မှာပဲ။ဒီလိုပတ်စံပွားပေါက်ကြီးနဲ့တိုးသွားတာဖះကိုကျေးဇူးတင်ရမယ်။ကောက်ရတဲ့သူကပျော်နေပြီမယ်။တပတ်မှာတော့လက်စွပ်ပြောက်သွားတဲ့ကောင်းလေးဟာတော့ကရောက်နေပါတယ်။အိုးဖရာရေအရှင်ဘလူလုံးလိုက်တာလေ ။ဘာကြောင့်ကျုပ်စီကရွှေလက်စွပ်လေးကိုယူသွားရတာလဲဗျာ။ကျုပ်တို့ဘဝလုံးချွေးနေစာလေးနဲ့စုပြီးတော့မိမအတွက်ဝယ်ပေးထားတာ။ကျုပ်မိမကိုပေးလိုက်ရင်သူတိတ်ပြီးတော့ပျော်သွားရှာမှာ။အခုတော့လက်စွပ်ကပျောက်သွားပြီ။ကျုပ်ဘာလုပ်ရမလဲ။လက်စွပ်ကိုဘယ်မှာသွားရှာရပါမလဲ။ဘာလို့လဲ။ဘာလို့ဒီလိုငိုနေရတာလဲ။ဘာဖြစ်တာလဲပြောပါဦး။မိမကြီးငါငူယုံကလွဲလို့တခြားဘာလို့ရမှန်းမသိတော့လို့ပါ အရာလုံးပြီးသွားပြီပြီးပြီကွာရှင်ပြောတာတွေကိုကျမနားမလည်ဘူးဘာကပြီးဆုံးပြီးရလဲရှင်အစင်ရောပြေးရလားမိမကြီးငါတပွားလုံးအလုံးလုံးပြီးတော့စုထားတဲ့ငွေလေးနဲ့မင်းတို့ရွှေလက်စွပ်တခုဝယ်ခဲ့တယ်ဒီနေ့ငါဝယ်လာပြီးတော့အိမ်ပြန်နေလမ်းမှာရွှေလက်စွပ်ကအိတ်ထဲကနေကျပြုတ်သွားခဲ့တယ်အင်းရောက်တော့မှအိတ်ထဲကြည့်လိုက်တာလက်စွပ်ကမရှိတော့ဘူးလေတယောက်ယောက်ခိုးသွားတာလား ဒါမှမဟုတ်ကြပြောက်သွားတယ်ဆိုတာငါမသိတော့ပါဘူး။ဘယ်နေရာမှာကြသွားလဲလဲငါမသိဘူး။မိမရေဒီဟာလုံးကခဏအတွင်းမှာပဲတဲယူသွင်းဖြစ်သွားပြီ။ရှင်မပြောလိုက်တယ်။ရွှေလက်စုပြောက်သွားတယ်လေ။နားထောင်အရင်ဆုံးပြန်လာတဲ့လမ်းကိုတွားရှာကြည့်ပါ။ပြန်တွေ့ချင်လဲတွေ့နိုင်တာပဲလေ။အချိန်ကကြာပြီ။အခုချိန်လောက်ဆိုတရားရောက်ကတွေ့ပြီးတော့ကောက်သွားလိုက်ရောပေါ့။ ။အော်ဒါဆိုလဲရှေးမငိုပါနဲ့။ဘုရားသခင်ရှိပါတယ်။ဘုရားသခင်ကတေချာပေါက်တစ်ခုခုတော့လုပ်ပေးမှာပါ။မငိုနေတော့နော်။အေးမာအခုအရာရာကိုဘုရားသခင်စီပဲပုံအပ်ထားလိုက်တော့မယ်။ဘုရားသခင်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုလက်ခံလိုက်တော့မယ်ကွာ။အဲ့ဒီချိန်အိမ်ကနေစိတ်ဆိုးပြီးတော့ထွက်လာတဲ့အဖိုးကြီးဟာငါဘာလို့ရမလဲ။အိမ်မှာလည်းကောင်းကောင်းနေလို့မရဘူး။အမြဲတမ်းစူညံပူညံနဲ့ရမ်းဖြစ်ပြီးတော့ပြဿနာလိုက်ရှာနေတာ။ ငါတို့ကရွာမှာနေနေတာလေကြောင်းနားမလည်ဘူးလားရွာမှာနေနေတော့ဝင်းဝင်းကောင်းကောင်းရှားနိုင်မှာမလားအခုလေငါတို့ဒီမှာရှိတာလေးနဲ့တင်းနေအောင်နေလို့ရှားနေတာပဲလောဘကြီးတော့ကမကောင်းဘူးဘုရားသခင်ကလည်းလောဘကြီးတဲ့လူကိုမကြိုက်ဘူးလေတာဟူတာမင်းနားလေရင်တော့တိတ်ကောင်းပါပဲဟမ်နွားအောင်တနေတူလေဘာများဖြစ်တာလဲငါတော့ကြည့်ရမယ်ဟာဒါကဘာကြီးလဲ ိုးနားတော်ကျင်းနေပြုတ်ကြနေတာပဲဘလို့ပြန်ထုတ်ပေးရမဒီနာဘသူမှလည်းမရှိဘူးဘသူကိုတွားပြီးတော့အကူညီတောင်းရမလဲဒီလိုကြာကြီးလွတ်ထားလို့လည်းမဖြစ်ပြန်ဘူးနွားလေးကထိခိုက်သွားလိမ့်မယ်အော်ဟိုနားမှာကျိုးဝင်ရှိနေရပဲအဲ့ဒီကျိုးနဲ့ငါကျိုးစားပြီးတော့ကဲကြည့်ရမယ်အလုံးလေးလေဒီလိုတာဝန်ကြီးကိုဒီတက်ရွင်ထဲမှာကြုံရတယ်လို့အနည်းဆုံးတော့နွားကငါရအောင်ကဲလိုက်နိုင်နေအခုရပြီ။ ငါအိမ်ပြန်ရမယ်။နောက်ကျနေပြီ။ဘယ်ချိန်ထိငါစိတ်တူနေအောင်ပါလဲ။ပြီးတော့စိတ်တူနေတော့ရောဘာအကျိုးရှိမှလဲ။ဟာ။ငါနောက်ကိုလိုက်လာနေပြီ။ကြည်ရတာငါသူ့ကိုကျင်းထဲကနေကယ်လိုက်လို့ပျော်နေတဲ့ပုံပဲ။မင်းကငါနဲ့လိုက်ချင်လို့လား။တို့ရီအိမ်မှာဝမ်းစာစားဖို့တောင်မှစားစရာမလုံတော့ဘူး။မင်းကငါဘာကျွေးရမလဲ။အေးပါကွာလိုက်ချင်ရင်လိုက်ခဲ့တော့ဒါအင်းကိုပြန်ကြတာပေါ့ တစ်ဖက်မှာတော့လက်စွပ်ကောက်ရထားတဲ့ဒီပါကအော်ဟစ်နေပါတယ်။ဘီဂရန်ဘီဂရန်ရေထွက်ခဲ့အောင်ကမင်းဘယ်ရောက်နေလဲခဏလောက်ထွက်ခဲ့တယ်မှာ။ဟေးဘသူလားအော်နေရလေ။အော်ဒီပါပဲ။ဘာကိစ္စရှိလို့ဒီလောက်တောင်မှအော်ခေါ်နေရတာလဲ။အောင်မမင်းကိုဘီဂရန်လို့မခေါ်ဘဲနဲ့အကိုဘီဂရန်လို့ခေါ်ရအောင်မလား။ဒီလုံးဝမဟုတ်ရင်ဟိုကောင်ဘီဂရန်လာခဲ့လို့ငါကခေါ်ရမှာလားကွာ။ ဟေ့ကောင်မင်းလူမှုကျင့်ဝတ်တော်ထိမ့်မအောင်ကွာတူတူတာတာခေါ်လဲရတာပဲကွာအခုတလောမင်းကမြောက်ကြောက်မြောက်ကြောက်ဖြစ်နေမှာလားအသေးစားစီးပွားရေးလေးလောက်တာကိုမင်းကုန်မင်းတထင်းလူလူတကြွယ်လူလူအချိုချိုးနေတာပဲကွာချိုးတော့ဘာဖြစ်လဲရော့ဒီမှာမင်းရဲ့ပစံဟာဒါကမင်းရဲ့ပစံပြန်ဆက်တဲ့ပုံစံလားမင်းအုံနောက်မှာကောင်းကြီးရလားကွာဟမ်ငါတော့နားမလဲတော့ဘူးအပြုတ်မူကြီးကဘာကြောင့်ဒီလောက်ထိစိုးရနေရတာလဲ မင်းနားလေစရာမလိုပါဘူးငါပြင်ပြီပြီးတော့ငါစီပတ်စံလာလာမတောင်းနဲ့တော့မင်းစီကအကျွေးကိုငါအတူရောရင်းမှာပါဝီရောအကုန်ကြည့်အောင်ဆက်ခဲ့တယ်ရေးကြည့်လိုက်ပါဦးအပူလဲထည့်ပေးထားတယ်မစားစဘူးအချိုဝဲတော်ပြီလေးအအီးလေးပါလေးဝဲတောက်လိုက်ပေါ့ကွာအလုံးလေးလေးတရားရောက်လာပြီးတော့ရှင်းပြကြပါဦးဒီပါတရားဒီပတ်စံကြီးဘေးကနေများရလာပါလေတခုခုတော့မှားနေတာသိကြတယ် တနာစရာကောင်းတဲ့အဖိုးကြီးကတော့နွားလေးနဲ့အတူအိမ်ကိုပြန်လာခဲ့ပါတယ်။ဒါကငါ့အိမ်နဲ့ငါမိန်းမနဲ့အတူဒီတဲဆုပ်လေးထဲမှာနေကြတာပေါ့ကွာ။အခုချိန်ငါစားပြီးတော့မင်းလည်းဒီမှာလာနေလို့ရတယ်။မိန်းမကြီးအေးမိန်းမကြားရဲ့လား။ငါဘာကိုခေါ်လာလဲဆိုတာလာပြီးတော့ကြည့်ပါဦးကွာ။ငါခေါ်နေတာရောကြားရဲ့လား။ဘသူ့ကိုခေါ်လာလို့လဲ။ဘာများမလို့ဒီလောက်တောင်မှပျော်မြူးနေရတာလေ။ ဟမ်ဒါကဘာတုနွားလဲဘာလို့အိမ်ကိုခေါ်လာတာလဲငါစိတ်ဆိုးလို့အိမ်ကထွက်ပြီးတော့တောထဲဝင်သွားတော့ငါလမ်းမှာယုတ်တရက်နွားအုံတင်ကြားလိုက်တယ်အဲ့ဒါနဲ့ငါသွားရှာကြည့်တော့ဒီနွားမလေးကကျင်းထဲပြုတ်ကျပြီးတော့တက်မရဖြစ်နေရလေငါလေးခက်ခက်ခဲခဲစူးစမ်းပြီးတော့ကျင်းထဲကထုတ်ပြီးတော့ကယ်ပေးလိုက်တယ်အပေါ်လေးရောက်ရောနွားမလေးကငါနောက်ကနေတောင်းလျှောက်ကိုလိုက်လာတော့တာ ငါကမောင်းထုတ်ပြီးမဲဘေးမှထွက်မသွားပြီနဲ့တက်တက်မကွာဘူးလိုက်နေတာဒါကြောင့်ငါလည်းမထူးပါဘူးကွာဆိုပြီးတော့အိမ်ကိုခေါ်လာခဲ့လိုက်တာရှင်ဟာလေကျမပြောရင်လေပြောတယ်ပြေဦးမေရှင်မအောင်အောင်ရရှိသေးရဲ့လားရှင်ဘလို့များအသက်ကြီးလာတာလေအခုကျမတို့နေရာတောင်မှစားစရာမရှိဘူးလေအခုဒီနွားကိုခေါ်လာပြန်ပြီသူ့ကိုဘာကြွေးမှလဲငါဘာသာကြည်လို့လိုက်ပါမီကွာ စိတ်မပူပါနဲ့သူ့ကိုကြွေးမေးဖို့ငါလုံးမေဟုတ်ပြီလား စိတ်မပူနေတော့ငါလည်းအိမ်ကနေထွက်မသွားတော့ဘူးမင်းကိုတယောက်တည်းထားပြီးတော့ငါဘလို့လောက်သွားမှလဲအခုငါရဲ့မင်းရဲ့နွားလေးရဲ့နဲ့အတူတူနေကြမယ်လीအဖိုးကြီးပြောကိုမပြောချင်တော့ဘူးနော်ရှင်ကဒရမာတွေအရင်ချိုးတာပဲအမရေအမအိမ်မှာရှိလားရှင်အဲရောင်းမလေးပါလားလာလေမလဲတာတော့ကြာနေပြီနေကောင်းရင်လား ကောင်းပါရဲ့ရှင်။ကျမရဲ့အကူရောဘဲသွားလေ။မနဲ့တည်းကအပြင်ထွက်သွားတယ်။အမားတို့ကြီးအရန်ဆိုးတဲ့အချိန်တွေကိုဖျက်သန်းနေရတယ်လေ။ပျော်ရွှင်မှုဆိုတဲ့ကံကြမ္မာကစေရဲသားတွေရဲ့စားတမ်းမှာပါမလာဘူးထင်ပါရဲ့ကွယ်။အဲ့ဒါဘာလို့ပြောတာလဲအမရဲ့ဘာရင်းများဖြစ်ခဲ့လို့လဲ။ညီမလေးကိုအမဘလို့ပြောပြရမှန်းတော့မသိတော့ပါဘူးကွယ်။မင်းညာကညီမလေးရဲ့အကူအပြင်ကနေပြန်လာပြီးတော့အိမ်ရောက်တော့ရုတ်တရက်ကြီးအောငုံနီလေးရဲ့ သူ့ကိုဘာဖြစ်လို့လဲမေးကြည့်တော့တာပေါ့အဲ့ဒီမှာသူကသူ့ရဲ့လှုပ်အားခါလေးတွေစူးစမ်းပြီးတော့အမအတွက်ရွှေလက်စွပ်လေးဝယ်လာပေးတယ်ဈေးကနေအိမ်ကိုပြန်နေလမ်းမှာလက်စွပ်ကတနည်းအားဖြင့်ကျပြောက်သွားတယ်လေအမတို့ဘလို့လုံးကြမလဲသူလည်းအယံဝမ်းနဲ့နေရှာတာအော်ဖြစ်မှဖြစ်ရလေအမရင်ဒါပေမဲ့စိတ်မပူပါနဲ့အရာရာအစဉ်ပြေသွားမှာပါဖြစ်ပြရာတွေလည်းဖြစ်ပါစေတော့ဟုတ်တယ်ညီမလေး အမလည်းအဲ့ဒီလိုတွေးရင်းနဲ့စိတ်ကိုပြေးသိမ့်နေရတာဒါနဲ့စကားမဆက်ညီမလေးရဲ့အဖေရောနေကောင်းရင်လားကောင်းပါရဲ့မမင်းကဒီပါရောက်လာပြီးတော့သူ့ကိုစောစောကားကားပြီးပြောဆိုသွားတယ်လေအမလည်းတီမာဝါဖေဖေနဲ့သူက အလုလုတာကြာခဲ့ပြီးပြီးတော့သူကဖေဖေရဲ့ငွေတွေကိုပြန်မဆက်တာကြားလာပြီးဒါပေမဲ့မင်းကသူ့ရုတ်တရက်ရောက်လာပြီးတော့အဖေကိုငွေနဲ့ပြစ်ပောက်သွားပြီးတော့ဆူဆူရရရီဆစ်ဆန်သွားတယ်ဟုတ်တော့ တကယ်ပဲလားဒီလောက်ပတ်စံကြီးအများကြီးကိုဒီဘာကဘဲကနေများရပါလေယောက်ျားဖြစ်သူကတော့အခုထိလက်စွပ်ကိုလိုက်ရှာနေပါတည်းဖရာသခင်ငါနေဟာနဲ့လိုက်ရှာပြီးပြီးရွှေလက်စွပ်ကိုပြတ်မတွေ့ဘူးငါချွေးနေစာလေးတော့ကုန်ပါပြီဒီလိုဖြစ်ရနဲ့ကြုံရမယ်လို့တခါမှမတွေးခဲ့မိပါလားဒါကပါလေဒီဘိုးကြီးမှနွားရောက်နေပါလားငါကြားတာကဒီကလူတွေကတအားစင်းရတဲ့ဆိုပဲ ဒါဆိုနွားကဘလို့လုတ်ပြီးတော့သူတို့စီရောက်လာပါလေ။ဟေးငါတူဒီမှာရက်ပြီးတော့ဘာရီစဉ်းစားနေတာလဲကွာ။အော်မဟုတ်ပါဘူးဗျာ။ကျုပ်ကြည့်နေတာပါ။ပြောချင်တာကတော့ကျုပ်အံ့အားလို့ပါဗျာ။ဒီနွားကိုအဖအိမ်မှာတကားမှမတွေ့ဘူးလေ။နွားဝင်လိုက်တာလား။မဟုတ်ပါဘူးကွာ။မနေ့ကငါတော်လေးကိုသွားတော့ဒီနွားလေးကကျင်းနေပြုတ်ကြနေတာ။ဒါနဲ့ငါလေးရရတူနေဆွဲတင်ပြီးတော့ခဲခဲ့တာ။ အဲ့ဒီချိန်ကစပြီးတော့နောင်မလေးကငါးနောက်ကနေဇက်တိုက်လိုက်နေခဲ့တာဒါနဲ့ငါလည်းမတက်နိုင်နေဆုံးအင်ကိုခေါ်လာခဲ့လိုက်တာအော်ဟုတ်လားကောင်းတာပေါ့အဘရဲ့ဒါနဲ့ကျုပ်ရွှေလက်စုပျောက်သွားတာဗျာအဘသိတယ်မလားကျုပ်တို့ဘဝလုံးချွေးနေစာနဲ့ဝဲထားခဲ့ရတာဗျာကျုပ်ဈေးကပြင်လာရင်လမ်းတနည်းအားမှာကြောက်ပြုတ်သွားတယ်ထင်ပါရဲ့ဟာဒီလောက်တော့မူကြီးတဲ့ပစ္စည်းပျောက်သွားတယ်လေလားငါတို့ရာတေးချလေးရှာကြည့်ပါအောင်ကွာ ဒီလိုပြုတ်သွားလို့ဘယ်ဖြစ်မလဲဟုတ်တယ်ဗျရေနေရာနဲ့လိုက်ရှာပြီးပြီမတွေ့ဘူးဗျာကြောက်ခုဘာလို့ရမလဲဘာလို့ရမလဲမသိတော့ပါဘူးဗျာအေးပါငါတူရစိတ်လျှော်ပါအတက်ကပုဂ္ဂိုလ်ကြီးကအရာအလုံးသိပါတယ်မင်းဒီလောက်ပြင်းပြင်းပမှန်ရှာဖွေထားတဲ့ငွေတွေကို အလကားဆုံးရှုံးခံမှာမဟုတ်ပါဘူးတနည်းမဟုတ်တနည်းနဲ့တော့ပြန်ရမှာပါဒါကိုဖြည့်ရှင်းနိုင်မှုနီလန်းကောင်းတစ်ခုလေပေါ်လာမှာပါ ဟုတ်ကဲ့ပါရေဒါဖြင့်ကျုပ်ပြန်လာအောင်မယ်အေးကွယ်ခင်းဆိုင်ပြီးတော့ပြန်အောင်နော်တပတ်မှလက်စွပ်ကိုဝယ်ယူထားတယ်ဂိတ်လေဆိုတဲ့ကောင်းလေးကတော့အိုးငါဒီနေ့အရင်အလုပ်များခဲ့တာပဲဖောက်သေးပြီးများကြီးနဲ့စကားပြောခဲ့ရတယ်အခုညစာလေးစားပြီးပြီဆိုတော့အေးစီစီတော့ဝကြီးအိပ်ပြုံမေငါအိတ်တာကူလာနောက်ရွှေ့ရင်တော့နောက်ရွှေ့တဲ့သူကိုမိရှုပ်ပြင်မေကွာအခုပဲအိတ်တော့မေ ဟမ်ဒီတန်ကငါးဆိုင်ကနေထွက်လာတာလားညဘက်ကြီးဘသူလဲကွာခဏနေငါနဲ့တွေ့မမတ်အောင်မတောင်းတော်ကြီးတကောင်ပါလားညာကြီးချိန်မတော်ဒါကဘသူနာလဲဝင်းပြီးတော့ပြစ်စလက်ခတ်ထားရတာပဲတခြားလူတွေကဒုက္ခလာပေးနေတာလူလူနားမလဲကြဘူးလားကွာမကြည်နဲ့လို့တက်ပြလိုက်မှပိုင်ရှင်တွေကဆက်ဆက်တိမကန်လာရင်တွေ့ကြအောင်မေမင်းတော်နေနေအောင်နွားစုပ်ငါနဲ့တွေ့မေအောင်မဒီတော့ကတက်တိကိုတိတ်ကောင်းနေပါလားရှက်စံ ငါတိုးလေးကိုချီထားလိုက်မယ်ဒီနွားရဲ့ပိုင်ရှင်တော်ရှိမှာပဲပိုင်ရှင်နဲ့တွေ့မှာကောင်းကောင်းကိုပညာပေးရမယ်အဲ့ဒီလိုနဲ့မနဲ့မိုးလင်းတော့ဟေးအဖိုးကြီးဘယ်မလဲထွက်လာခဲ့စမ်းပါဘယ်ရောက်နေလဲပြို့အိုးမနဲ့စောစောစီစီဘသူလာအောနေတာလဲကွာအော်ဂျက်လေဖြစ်နေတာကိုဟွန်းဒါကငါရဲ့နွားလေးပဲမင်းဘယ်ကနေတွေ့လာတာလဲမင်းကြီးကငါနွားပြလို့လိုက်ရှာနေတာ ။နေရာတော်တော်များများရှာပြီးမှမတွေ့လို့ငါလည်းရက်လိုက်တာ။သမီးလေးဘယ်ရီလျှောက်သွားနေတာတုန်းကွ့။ဒီမှာကိုမွေးထားတဲ့တရိစံကိုဂယုမဆိုင်နိုင်ရင်မွေးမနေတဲ့တော့ခမားတို့တရိစံတွေကသူများရင်နေလာပြီးတော့ဒုက္ခပေးတယ်။ဒီနွားကြောင့်ကျုပ်တညာလုံးမအိပ်ရသေးဘူး။ခမားနွားကကျုပ်ဆိုင်လေးကိုဝင်လာတယ်လေ။ပြီးတော့ဆိုင်နေကရှိသမျှကိုရိုက်ခဲ့ပြီးတော့ဖျက်ဆီးပစ်တာ။ကျုပ်အများကြီး ဆုံးရှုံးထားရတယ်။ခမားပြန်ရောက်ပေးမယ်မလား။ကျုပ်ကိုဖြေပါဦး။ အများပုံကိုကြည့်ရတာလဲပန်းဒီတစ်ခုတော်မှရှိမေပုံမပေါ်ဘူး။ကဲဘသူရော်ပေးမလဲ။ဖြေပါဦး။စကားကိုအေးအေးဆေးဆေးပြောပါကွာမအော်ပါနဲ့။ဒါငါအမပါ။ဒီလိုလုပ်လေဒီနွားကိုမင်းမဲခေါ်သွားလိုက်ပါ။ဒါဆိုဒီလိုကိစ္စမျိုးတွေထပ်မဖြစ်တော့ဘူးပေါ့။ဟာအဖိုးကြီးခမည်းဒီလိုလုံးလို့မရဘူးလေ။ဒီမှာစုညံပူညံနဲ့ဘာရီဖြစ်နေကြတာလဲ။ဂျက်လေအကိုပါလား။ ဘာလို့များဒီလောက်တောင်မှဒေါသတကြီးနဲ့អော်ပြောနေရတာလဲဘာများဖြစ်လို့လဲဒီမလေးသူ့နှားကငါးဆိုင်လေးကိုဝင်ပြီးတော့မွေနောက်ဖြက်စီးသွားတာငါမှတညာလုံးလဲမအိပ်ရသေးဘူးအခုငါကရော်ကြီးလာတောင်းတာဒါကြောင့်မလို့ငါစိတ်ပူပြီးတော့អော်ဟစ်နေရာអော်ကိုရဲ့သူတို့ရဲ့အခြေအနေကိုလည်းအကိုကိုတိုင်းမြင်နေတာပဲရော်ကြီးကိုသူတို့ဘယ်လိုလုပ်ပေးနိုင်ပါမလဲရပါတယ်အကိုစိတ်မပူပါနဲ့ကျွန်တော်စီစဉ်ပေးပါမယ် ဒီလောက်များတဲ့ငွေတွေကိုဒီပါဘဲကရသွားလဲဆိုတာငါဒီနေ့တော့စုံစမ်းရမယ်။သူလမ်းမရှောက်မိနေရင်ဒုက္ခ။ဒီပါရေပြောဒီပါခဏလောက်ထွက်ခဲ့ပါဦး။ငါမင်းနဲ့စကားပြောချင်တာလေးရှိလို့ပါ။ဟေးဘာတူလဲကွာ။အော်ပြီးခဲ့ရမယ်။မင်းခုဘာလို့ကျင်လို့လဲ။ငါမင်းရဲ့ပတ်စံမြေအကုန်လုံးပေးပြီးသွားပြီလေ။အခုငါအိမ်ကိုတရောင်းစားလို့လာပြီးတော့တောင်းနေပြန်ပြီ။မင်းဘာလို့ကျင်လို့လဲ။ မဟုတ်ပါဘူးကွာအဲ့ဒီလိုမပြောပါနဲ့တကယ်တော့ငါမင်းစီကနေအကူညီတောင်းချင်လို့ပါဆိုလိုချင်တာကငါမင်းစီကနေအကြံဉာဏ်ယူချင်လို့ပါကွာဘာအကြံဉာဏ်လဲပထမဆုံးငါမင်းစီကအကျွေးတွေဇွတ်ပြန်တောင်းခဲ့မိတာတွေအတွက်တောင်းမှမှာရဲ့ဒါကလည်းအတိတ်ကလုခဲ့မိတဲ့အမကြီးတစ်ခုပါဒီလောက်အချိန်တိုလေးအတွင်းမှာမင်းပတ်စံတွေဘဲကရလာလဲငါသိချင်တယ်ငါလည်းကြက်တဲနေလို့အဲ့ဒါကြောင့်မင်းကိုမေးကြည့်တာပါ ဟုတ်တာပေါ့ ကျုပ်ကညံကောင်းနေလीဒါပေမဲ့ဒီငွေတွေကကျုပ်ပြင်ပန်းပန်းရှာခဲ့တာမဟုတ်ဘူးဗျတော်လေးကနွားတကောင်စီကနေကျုပ်ရွှေလက်စွပ်တစ်ခွင်ရခဲ့တယ်အဲ့ဒီနွားကိုလည်းလက်လွတ်ပေးလိုက်ပြီးတော့လက်စွပ်ကိုရောင်းလိုက်တယ်လीအဲ့ကနေကျုပ်ကငွေကြီးရှာလာခဲ့တာဗျအိုးဒါကတကယ်ပဲလားကောင်းပါပြီငါသွားတော့မယ်ကျေးဇူးတင်တယ်နော်ဟာဒီနွားကဘာဖြစ်နေတာလဲငါ့ကိုကြိုးချီမခံဖြစ်နေတယ် တခုခုဖြစ်နေလို့ထင်ပါတယ်လှွတ်ထားပေးလိုက်ပါအဘမြန်လေးပါလေးစားဖို့နဲ့အညောင်းညာပြီးရှောက်သွားခွင့်ပေးလိုက်ပါခဏနေရင်စိတ်တွေပြန်ပြီးတော့ငြိမ်သွားလောက်ပါပါဟုတ်တယ်မင်းပြောတာမှန်တယ်အခုတော့လှွတ်ထားပေးလိုက်မယ်ကွာဒါပေမဲ့ကျုပ်တို့ရေအခုကျက်လက်စီကိုသွားပြီးတော့တောင်းမှန်တင်နေမဟုတ်ရင်သူပြက်တနာကြီးအောင်လှုပ်လိုက်နိုင်နေဗျသူ့အာနာနဲ့ငွေကြေးအချိန်တွေကိုလည်းဥလေးတည်တာပဲသူစိတ်မတင်ရင် မတင်တယ်လို့လူတယောက်ကိုတက်ပြစ်လိုက်လို့ရတယ်ဗျ ေးဟုတ်တယ်မင်းပြောတာမင်းနေသွားကြစို့ဟေးဒီနောက်ကငါတို့နောက်ကိုလိုက်နေပြန်ပြီဘလို့လုံးကြမလဲအဘရေလိုက်ခွင့်ပေးလိုက်ပါဘာမှမဖြစ်ပါဘူးအခုသူ့ကိုပါအတူတူခေါ်သွားလိုက်မယ်လေကျုပ်တို့မျက်စိရှိမှပဲဆိုတော့ပြဿနာမဖြစ်အောင်ထိန်းလို့ရပါတယ်လာပါသွားကြစို့အေးပါကွာကောင်းပါပြီအမေဟိုရေအမေဟို အိမ်မှာရှိလားအေးတမီလေးလာလေ ဒီချင်းကြီးဘဲကနေများ ရောက်လာတာလေကွဟုတ်တယ်မေတကယ်တော့ကျမမျိုးသားကပြောသွားတယ်အမေအိမ်မှာစုညံပူညံနေဖြစ်နေတယ်တဲ့ဒါကြောင့်ကျမဒီကိုလိုက်လာခဲ့တာအခုထိသူပြန်မလာသေးဘူးဆိုတော့ဘယ်များသွားလို့လဲအမေရောတခုခုတိကြတာရှိသေးလားဟုတ်တယ်သမီးသမီးမျိုးသားအမေတို့အိမ်လာသေးတယ်ဖြစ်ပုံကဒီလိုပါ诶မင်းကသမီးတို့အပါလေနွားတကောင်ကိုတောထဲကနေခေါ်လာတယ် အဲ့ဒီနွားကဂျက်လီတို့ဆိုင်ကိုညဘက်ကြီးဝင်ပြီးတော့တွားပြီးတော့ဖျက်ဆီးနေလေ။ဒါကြောင့်ဆိုင်ရှင်ကရောက်လာပြီးတော့ရန်တွေ့တာပေါ့။ပြီးတော့ရောကြီးတောင်းနေ။အဲ့ဒီမှာသမီးမျိုးသားရောက်လာပြီးတော့ဖျက်မြေပေးလို့တာပေါ့။သူကဂျားလေးကနေဆိုင်ရှင်ကို တောင်းပန်ပေးလိုက်တာမှန်သွားတယ်။မဟုတ်ရင်တော့အခုချိန်ပြက်တနာကနှစ်ဆကြီးနေလောက်ပြီ။ဒါနဲ့ပဲနှစ်ယောက်သားအခုတူတူတွားပြီးတော့ထပ်ပြီးတော့တောင်းပန်ကြတယ်။နွားကပါသူတို့နဲ့တူတူလိုက်သွားလေရဲ့။ တော်တော်ပြက်တနာရှာတဲ့နွားပါ ਈ အာလုံးရှုပ်ကုန်ပြီ။တွားနေနွားကဘာလို့ဂျက်လက်ဆိုင်မှာတဲ့တဲ့ကြီးသွားတာလဲ။တခုခုတော့တခုခုပဲနော်။အမေလည်းမသိတော့ပါဘူးသမီးရဲ့။ဟာဟာဂျာကဘာလဲ။ဒီနွားကလာခွေနေပြန်ပြီ။ရက်စမ်းရက်စမ်းခမားတို့နွားဘာလို့ခေါ်လာတာလဲဗျာ။ကျုပ်ဆိုင်တစ်ဆိုင်လုံးကိုဖြိုးတော့မလို့လား။ရက်လိုက်စမ်းနွားရဲ့။ဒါရေအဘကိုကူတာပေးပါအောင်။အဘလည်းမနိုင်တော့ဘူး။ အဘမဆွဲဖို့အားမရှိတော့ဘူးကွာတခခုလုပ်ပါအောင်ဟေးမင်းမလားမြင်းမြင်းမြင်းမြန်ဒီဟိုလာပါအောင်ငါမင်းကိုအရေးကြီးပြောစရာရှိလို့လာပါအောင်ဟမ်ဘာကြီးဖြစ်လာတာလဲဘာလို့မောနေတာလဲပြဘာကိစ္စကြီးဖြစ်လာတာလဲငါငါအခုလေးတင်ဒီပါနဲ့စကားပြောလာတယ်ငါကုံတိပီပီလွန်ခဲ့တဲ့နေ့ကသူတော်တဲ့ကဈေးတော်ဖြစ်တဲ့လမ်းမှာ ရွှေလက်စုပ်ကောက်ရခဲ့တာတဲ့အဲ့ဒီလက်စုပ်ကိုနွားနာကနေရခဲ့တာ ပြီးတော့ဂျက်လက်စီမှာရူဘီ9000နဲ့ရောင်းခဲ့တယ်ဆိုပဲ။ဟေးဒါဆိုဒီနားကဒီဆိုင်ကိုပဲခဏခဏလာနေရတဲ့အကြောင်းရင်းကဒါကြောင့်ကိုဒါကကျုပ်ရဲ့လက်စွပ်ကျုပ်ရဲ့ကျွေးနေစာလေးပါ။ငါလက်စွပ်လေးပဲကျေးဇူးအများကြီးတင်ပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်။ဟုတ်ပါကွာဒီနားကငါတို့ပြောတာတွေကိုနားလည်နေတယ်လို့ပဲ။ဒါကြောင့်မို့ဒိုးတွေကိုကူညီပေးနေတာငါတို့လူတွေကသာအမြင်မရှိကြတာ အထူးသဖြင့်အဖိုးကြီးဖြစ်တဲ့ငါပေါ့ကွာနွားလေးကဘာပြောချင်နေဆိုတာငါကသဘောမပေါက်ခဲ့ဘူးကျေးဇူးအများကြီးတင်ပါတယ်နွားလေးရဲ့မင်းကပြဿနာတွေအားလုံးကိုဖြေရှင်းပြီးသွားပြီနောက်ဆုံးမှာတော့မိမကိုလက်ဆွတ်ပေးခြင်းနဲ့ကောင်းလေးလေသူ့ရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်ပုံမြင်လေးကိုတိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်သစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်